မင်္ဂလာပါဒီနေ့မှမျှဝေပေးခြင်းတာကတော့ AI ကိုအသုံးပြုပြီးတော့ကာတွန်းဗီဒီယိုတွေကိုဖန်တီးခိုင်းလို့ရမယ့်ဒီပညာလေးကိုကျွန်တော်ဒီနေ့မှမျှဝေပေးမှာဖြစ်ပါတယ်အခုကျွန်တော်လုပ်ပြမယ့်ဒီလေးကိုမစတဲ့ခင်မှာကျွန်တော်ဗီဒီယိုလေးတစ်ခုပြမယ်နော် အဲဒီမှာစစောတုန်းကပေါ့နော်ကျွန်တော် AI ကိုဆွဲခိုင်းတာလည်းဗီဒီယိုလေးပဲဖြစ်ပါတယ်အဲဗီဒီယိုလေးကိုကျွန်တော်ပြမယ်အဲဒီမှာနော်ဒါ AI ကိုကျွန်တော်ဆွဲခိုင်းတာလည်းဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက်ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ Bing AI ဆိုတဲ့ software လေးထည့်ထားဖို့လိုအပ်ပါတယ် Bing AI အသုံးပြုတဲ့နေရာတော့ကျွန်တော် channel ထဲမှာတင်ပြခဲ့ပြီးပြီဖြစ်တဲ့အတွက်ကျွန်တော် မပြပြီးတော့ဘောနော်တကယ်လို့ being AI အသုံးပြုတဲ့နေ Microsoft အကောင့်ဖွင့်တဲ့နေမသိသေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ channel တွေကိုဝင်ရောက်ပြီးတော့လေ့လာနိုင်ပါတယ်ဒီနည်းပညာလေးကိုစတင်ဖို့အတွက် being AI software လေးကိုနှိပ်ပြီးတော့ဖွင့်လိုက်ပါ being AI software ကိုဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီအောက်နာကကျွန်တော်ပြတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါ ပြီးရင်ဒီနေ့အရောက်လာရင်ပေါ်နာကိုနည်းနည်းလေးဆွတင်လိုက်ပါပြီးရင်တော့ဒီအောင်နာကဗီဒီယိုခရီတာဆွဲနေရာလေးကိုတစ်ချက်နှိပ်ပါဒါကတော့ခုနတော့ငါကျွန်တော်ဆက်ပြီးတော့ဗောနောပြုလုပ်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ကျွန်တို့ကဒီနေရာမှာ ီဒီယိုတစ်ခုကို AI ကို ဖန်တီးခိုင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဗီဒီယိုကိုတစ်ချက်နှိပ်တာကိုလိုအပ်ပါတယ်ရိုးရိုးပုံတွေဆွဲမယ်ဆိုရင်လည်းရတယ်ပေါ့နော်ရိုးရိုးပုံတွေဆွဲမယ်ဆိုရင်ဒီ image ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ရိုးရိုးပုံတွေကိုဆွဲခိုင်းလို့ရတယ်ကျွန်တော်တို့ကဗီဒီယိုတွေဖန်တီးခိုင်းမှဖြစ်တဲ့အတွက်ဒီဗီဒီယိုဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ထားပေးရပါမယ်ပြီးရင်တော့ဒီနေရာမှာ ကိုဖန်တီးခိုင်းခြင်းနဲ့ဗီဒီယိုပေါ့နော် ကျွန်တော်တို့ကကိုလိုချင်တဲ့ဗီဒီယိုတစ်ပုဒ်ကို AI ကို ဖန်တီးခိုင်းဖို့အတွက်ဒီနေရာမှာကျွန်တော်တို့စာရေးထည့်ပေးရမှာဖြစ်ပါတယ်။မိတ်ဆွေတို့ကဘလို့အကြောင်းအရာဗီဒီယိုမျိုးဖန်တီးခိုင်းခြင်းလေပေါ့နော်။ကိုဖန်တီးခိုင်းခြင်းတဲ့အကြောင်းအရာကိုဒီမှာရေးထည့်ပေးရမှာဖြစ်ပါတယ်။ ီနေရာမှာကိုရေးထည့်ခြင်းနဲ့ကိုဖန်တီးခြင်းနဲ့စာအုပ်ရေးထည့်လိုက်ပါရေးထည့်လို့ပြီးပြီဆိုရင်တော့ဒီအောင်နာက create ကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာတခုပြောခြင်းတာကကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ကို ဖန်တီးမယ်ဆိုလို့ရှိရင်50ကံပဲရပါတယ်ဒီနေရာမှာမိတ်ဆွေတို့ဖန်တီးခြင်းနဲ့အကြောင်းအရာကိုရေးထည့်ပြီးပြီဆိုရင် အောင်နာက create ကိုတစ်ချက်နှိပ်ပါ ဲဒီလိုလေးပို့လာပြီဆိုရင်တော့ကျွန်တော်တို့ခဏစောင့်ပြရပါမယ်ဒီနေ့အမှာဗီဒီယိုဖန်တီးလုပ်ပြီးတဲ့အထိကိုစောင့်ပြပါအဲဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ဖန်တီးခိုင်းရတဲ့ဗီဒီယိုတစ်ပုဒ်ကို AI ကပြုလုပ်လို့ပြီးပြီဖြစ်ပါတယ်အဲဒီမှာကျွန်တော်ကဘာရေးထည့်လိုက်လဲဆိုတော့တရားသီးတစ်လုံးကလူလိုပဲမျက်နှာရှိပြီးမျက်စိကလိုက်ကြည့်နေတယ်ပါးစပ်ကလည်းစကားလေးပြောနေတယ်ပေါ့နော် အဲဒီလိုမျိုးရေးထည့်လိုက်တဲ့အခါမှာ AI ကကျွန်တော်တို့ကိုဒီမှာကျွန်တော်တို့ပြောတဲ့အတိုင်းပေါ့နော် ကျွန်တော်တို့ကိုအဖန်တီးပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲဒါတော့တရားသီးတစ်လုံးပေါ့နော်တရားသီးတစ်လုံးက လူလူပဲမျက်နှာရှိတယ်လို့အဲလူလူပဲမျက်နှာရှိပြီးတော့မျက်စိကလည်းလိုက်ကြည့်နေတယ်ပြီးတော့ပါးစပ်ကလည်းစကားပြောနေတယ်ပေါ့နော်ဒါကကျွန်တော်တို့ပြောတဲ့ကျွန်တော်ရေးထည့်တာတဲ့အကြောင်းအရာအတိုင်းကို AI ငှက်နေပြီးတော့ ပုံဖော်ပြီးဖန်တီးပြထားတဲ့ဗီဒီယိုတစ်ပုဒ်ပဲဖြစ်ပါတယ်။မိတ်ဆွေတို့ကဒီနေရာမှာမိတ်ဆွေတို့ဖန်တီးခိုင်းခြင်းနဲ့အကြောင်းအရာကိုရေးထည့်ပြီး create ကိုနှိပ်လိုက်မယ်ဆိုရင်မိတ်ဆွေတွေလိုချင်တဲ့ဗီဒီယိုကို AI ကနေပြီးတော့ဖန်တီးပေးမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်ပါဗီဒီယိုကိုကျွန်တော်တို့တစ်ချက်နှိပ်ပြီးပြီဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုကျွန်တော်တို့က ုံးထဲကိုထောင်ဖို့အတွက်ဒီအာနာကအဆက်လေး30ကိုတစ်ချက်နှိပ်လိုက်ပါအဲပြီးရင်တော့ဒီထောင်လောက်ဆိုတဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါအဲဒီလိုလေးဖြစ်သွားပြီဆိုရင်တော့ရည်ပြီပေါ့နော်ကျွန်တော်တို့ဒီဗီဒီယိုကိုထောင်လောက်ဆွဲလို့ပြီးပြီဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ရဲ့ဖုန်းအပြင်ထွက်ပြီးတော့ဗီဒီယိုကြည့်တဲ့နေရာကိုကျွန်တော်တို့တွားကြည့်မယ် အဲဒီမှာပေါ့နော်ဒါကတော့ကျွန်တော်ဗီဒီယို ကြည့်တဲ့နေရာလေးပေါ့အဲဒီမှာဒါအခုပဲကျွန်တော် AI ကိုဖန်တီးခိုင်းပြီးတော့ download ဆွဲထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်နှိပ်ပြီးတော့ဖွင့်ကြည့်မယ်အဲဒီမှာနော်ရမ်းကိုလည်းလက်ရမြောက်ပြီးတော့ရမ်းကိုလည်းပြပြင်ပါတယ်ကျွန်တော်တို့ဒီလိုဖန်တီးခိုင်းတဲ့အတိုင်းပေါ့နော် AI ကကျွန်တော်တို့ကိုပြန်လဲပြီးတော့ ဖန်တီးပေးရတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုမိတ်ဆွေတို့က YouTube မှာပဲတင်တယ် Facebook မှာပဲတင်တယ် TikTok မှာပဲတင်တယ်ပေါ့နော် online မှာတင်ပြီးတော့ online ငွေရှာ ပြုလုပ်လို့ရပါတယ်ဒီနေရာမှာမိတ်ဆွေတို့ကဗီဒီယိုအက်ဒစ်မယ်ဆိုရင်နောက်ခံ background အတန်လေးတွေဖြက်ပြီးတော့အက်ဒစ်ပြီး online မှာ online ငွေရှာပြုလုပ်နိုင်ပါတယ် ဒီလောက်ဆိုရင်တော့ကျွန်တော်မြစ်စင်များဒီနည်းပညာလေးကိုပြုလုပ်တက်လိုက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်နည်းပညာလေးကိုကြိုင်နှက်တက်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးတွေနှိပ်သွားပေးဖို့မမေ့ပါနဲ့เนาะ